အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့ဆရာကြီးတာယာမင်းဝီရဲ့ဆုံးကိုက်ခံရတဲ့တည်တည်ဆိုတဲ့စာအုပ်ထဲကကျွန်တော်နဲ့အုတ်ကပြန်ပိုင်ဆောင်များဆိုရင်ခေါင်းစဉ်လေးကိုဖတ်ပြပေးခြင်းပါရှင်။ကျွန်တော်နဲ့အုတ်ကပြန်ပိုင်ဆောင်များနံပါတ်1ကျွန်တော်မှာနာမည်ရှိပါသည်။သို့တော့ကျွန်တော်နာမည်ဒီကျွန်တော်မဟုတ်ပါ။ ထို့ကြောင့်ကျွန်တော်နာမည်ကိုသုံးသပ်ခြင်းနဲ့ကျွန်တော်ကိုသုံးသပ်ခြင်းကွဲပြားပါသည်။ကွဲပြားရပါမည်။နံပါတ်1ကျွန်တော်သည်မလှပါအကြီးတန်ပါသည်။ထို့ကြောင့်လည်းအလှတရားကိုတန်ဖိုးထားမိပါသည်။သို့တော့ကျွန်တော်သည်အကြီးတန်သူဖြစ်ပါသည်။ထို့ကြောင့်အလှတရားနှင့်မျက်နှာချင်းဆိုင်ဝေးကွာနေပါသည်။နံပါတ်3ကျွန်တော်ဘာမှမလုပ်ပါ။ဘာမှမလုပ်သူသည်တရားစားလို့ရမည်ဟူသောဆိုရှင်ကျွန်တော်ဘာမှမလုပ်ပါ။ တရားမစားလဲမလုပ်ပါ ထို့ကြောင့်ဘာမှမလုပ်ပါနံပါတ်၄ကျွန်တော်ဒီဘာမှမရှိတော့ဦးတလုံးဖြစ်ချင်ပါသည် အချင်းမှာဘာမှမထားချင်ပါထို့သူဖြင့်အများကြီးရှိနေချင်ပါတော့သည်နံပါတ်၅ဖားဖို့ကြီးထဲမှာဘာမှမရှိပါတို့တော့သူအချင်းမှာအင်အားများစွာကိုရပါသည်ကျွန်တော်ဖားဖို့ကြီးဖြစ်ချင်ပါသည်တို့တော့ယနေ့ထက်တိုင်းဖားဖို့ကိုအသုံးပြုသူသာဖြစ်နေချင်းနံပါတ်၆ မြေကြီးနဲ့ကောင်းကင်ဘက်မှထီကြသလဲကျွန်တော်လိုက်ရှာဘူးပါသည်မိုးကုတ်ဆဝိုင်းမှထီကြ၏အဝေးမှပင်မြင်ရသည် အဝေးမှပင်မြေကြီးစီမှကောင်းကင်ကို ကျွန်တော်ဆွဲပင်ဘူးသည်ကွဲခွာအောင်လှုပ်ဖူး၏နံပါတ်9ဆက်ချဝရသည်တတ်တော်ရှိသူ့အတွက်သူရက်တည်နေခြင်းမဟုတ်သောကြောင့်ဟုပြောသည်ကျွန်တော်လည်းရက်နေသို့သောရက်နေခြင်းသာဖြစ်ကျွန်တော်အတွက်လည်းမဟုတ်မြည်သူအတွက်မှလည်းမဟုတ် ကျွန်တော်ဒီရောတတ်တော်ရာကျော်ရှိမီလုံးနံပါတ်၈ကျွန်တော်ရေလိုစီးခဲ့ပါသည်အခွေအောက်များစွာကိုဖျက်တမ်းခဲ့ပါသည်ချင်းလင်းစွာစီးခဲ့ပါသည် သို့သောကျွန်တော်ကျော်ပေါ်တွင် အမိုက်တရိုက်ချိုလဲပါလာနိုင်ပါသည်နံပါတ်၉ကျွန်တော်ဒီစွန့်ပစ်ခြင်းကိုဝါသနာပါပါသည်ယူထားလျင်ကာကွယ်ဆောင်ရှောက်ရမည်ရန်သူတို့၏ရန်သူဖြစ်ရမည်ပြင်းစရာကောင်းလိမ့်မည်နံပါတ်၁၀ ။ကြပြားတွေရေးမိ၊စားတွေရေးမိ။တို့တော့အပိုင်းလဲယူမထားခြင်း။ပေးလိုက်မည်။နံပါတ်7ခွက်လွတ်တလုံးကိုကျွန်တော်ကြည့်သည်။အချင်းမှာဘာမှမရှိသောကြောင့်သူခွက်လွတ်ပြနေသည်။ထိုဘာမှမရှိသောနေရာကပင်အသွုံဝင်လာသည်။ကျွန်တော်လည်းဘာမှမရှိသောနေရာဖြစ်ခြင်းသည်။ဘဲခွက်ထဲသို့ဝင်ရမည်နည်း။နံပါတ်7ကျွန်တော်အမဲမလိုက်ခြင်းမှာတောကစားမထွက်ခြင်းမှာ မြင်းများတောခင်းများကိုကျိုးဖြည့်၍လွတ်လိုက်ပါသည်။သို့သောသူတို့ကကျွန်တော်နာမှာပြန်လိုက်လာကြ၏။နံပါတ်73အတ္တရှိသူသည် ကိုကိုကိုချီကျွန်တော်ကိုကိုကျွန်တော်မချစ်ပါ မုံပါသည်။သို့သောကိုကိုကိုမုံချင်းသည်လည်းအတ္တဖြစ်ပါသည်။ထို့ကြောင့်ကျွန်တော်အတ္တကြီးပါသည်။နံပါတ်74လောကသစ္စာကို ကျွန်တော်တွေ့ချင်ပါသည်။သူ့နောက်ကျွန်တော်လိုက်၏။သို့သောသူ့မှာရင်ပတ်မရှိခြင်း လောကသစ္စာကို ကျွန်တော်လိုက်မရှာတော့ပါ။နေရမှာပင်ရက်နေလိုက်ပါသည်။အကယ်၍သူကကျွန်တော်ကိုလာရှာရင်လွယ်ကူရန်ဖြစ်ပါသည်။နံပါတ်5ကျွန်တော်လိုက်ရော့တတ်ပါသည်။လိုက်ရောညှိထွေရှိနိုင်ရန်လေ့ကျင့်ခဲ့ပါသည်။အရှိပျော်လူဆဲဆဲရေခဲတုံးကဲ့သို့ပင်လိုက်ရောညှိထွေပြုရန်အစဉ်သင့်ဖြစ်နေပါသည်။တီးခံပေါ်တော်လိုသည်။ကျွန်တော်နဲ့နဲ့အေးဆန်နေပါလိမ့်မည်နံပါတ်16ကျွန်တော်ပါကုန်းမှာစုတ်ကိုင်းမထားပါ လက်ချောင်းတွေဒီတိုင်းရှိပါသည်လက်ချောင်းချင်းချင်းဆုပ်ကိုင်မထားပါလက်ချောင်းတွေဒီတိုင်းရှိပါသည်နံပါတ်7သူတစ်ပါးအတွက်ကျွန်တော်လုပ်ပေးဘူးပါသည် ထိုးတော်သူတစ်ပါးကကျွန်တော်ကိုကြည့်စုစကားဆိုပါသည်အခြားသူများကိုတော့သူပါသာလုပ်ခဲ့သည်ဟုပြောပါသည် ထို့ကြောင့်ကျွန်တော်သူကိုကြည့်စုစကားပြန်ဆိုလိုက်ပါသည်နံပါတ်8အစင်မှန်များရှိကြ၍အတူရောင်များပေါ်လာကြပါသည်ကျွန်တော်ထံတွင်ကျွန်တော်အစင်မှန်ရှိပါသည် ထို့ကြောင့်ကျွန်တော်ထံတွင်ကျွန်တော်အတူရောင်းကိုရှိအောင်မည်လားစဉ်းစားရပါမည်။နံပါတ်19ကျွန်တော်သည်ပညာရှင်ကြီးမဖြစ်ချင်ပါ။အလွမ်းတွေထဲမှာပညာနဲ့ရှင်ရွေ ဖြစ်ပေါ်သောအလွမ်းသည်အဆိုးဝါးဆုံးဖြစ်ပါသည်။နံပါတ်20ကျွန်တော်သည်ကျွန်တော်ဖြစ်ပါသည်။ထို့ကြောင့်အခြားသူမဟုတ်ပါ။အခြားသူများသည်လည်းအခြားသူများသာဖြစ်ပါသည်ထို့ကြောင့်ကျွန်တော်သည်ကျွန်တော်မဟုတ်နံပါတ်27အိမ်မက်များစွာကိုကျွန်တော်မက်ဖူးပါသည် ထိုအိမ်မက်များကိုဖန်ဆုပ်ကင်တွေ၍မရပါကျွန်တော်စူးစားဘူးပါသည်ဖန်ဆုပ်ကင်တွေ၍ရဘူးပါသည်သို့တော်ထိုဖြည့်ရကပင်လင်နောက်ဆုံးမှအိမ်မက်ဖြစ်နေပါသည်နံပါတ်20နေအီစာကိုကျွန်တော်ရေးပါသည်ရည်ရွယ်ချက်မရှိပါအားလုံးဖတ်၍ရပါသည်သို့တော်အားလုံးမဖတ်နိုင်အောင်ရည်ရွယ်ထားခြင်းလည်းမဟုတ်ပါကျွန်တော်ဘာသာစာရေးခြင်းသာဖြစ်ပါသည်နံပါတ်23 လောကီအမိုက်မောင်းထဲမှာလွမြောက်လို့ကြိုင်ချင်းချင်းကြည်ရအောင်မီမြည်သည့်အရာကချုံနှောင်ထားသည်။နံပါတ်24ချေးပြားထောက်ပြီးကျွန်တော်လဲရှောက်ပူပါသည်။တတိနှင့်ထိန်းရှောက်ခြင်းဖြစ်၍မလဲပါ။သို့သောတတိထားနေရခြင်းကပင်ပန်းပါသည်။ထိန်းရှောက်ရခြင်းကြောင့်လဲညောင်းပါသည်။နံပါတ်25ကျွန်တော်ထွက်သွားပူပါသည်။ဝေးရကိုထွက်သွားပူပါသည်။မူလနေရာသို့ပင်ပြန်ရောက်လာပါသည်။ မင်းမင်းဟုကျွန်တော်အခေါ်လိုက်ပါသည်နံပါတ်26ကျွန်တော်တိုးတိုးကလေးနေကြပါသည်ကျေလောင်မှုကိုမနှစ်သက်ပါတိုးတိုးကလေးအော်တက်သူများကိုတွေ့ဘူးပါသည်သူတို့ကိုလည်းမနှစ်သက်ပါနံပါတ်29အချို့သူများသည်ဂျိုးနေချီနောက်တသည် ကျွန်တော်ခံရဘူးသည်နံပါတ်28တစ်ချမ်းတုံးကြီးကိုကြည့်ပြီးကျွန်တော်တွေ့မိသည်ဘလူးယုတ်မင်းသမီးယုတ်ကင်နရီယုတ်မြည်သည့်အယုတ်ကိုဖြစ်စေထူ၍ရသည် မြည်သည့်အယုတ်ကိုမစိုးသူပေးနိုင်သည်သူ့မှာတကူများရှိနေသလားနံပါတ်29လောကကြီးကို ကျွန်တော်သိပါသလားပြင်တတ်ပါသလားလောကကြီးတွင် spare part ကိုမြည်သည့်နေရာတွင်ဝယ်ရပါမည်နိနံပါတ်30လိုအပ်လျင်တော့ကျွန်တော်တိုက်ပွဲဝင်မည်လိုအပ်လျင်ဟုကျွန်တော်စကားခံခဲ့သည်လိုအပ်လျင်တိုက်မည်သို့တော်မလိုအပ်အောင်ကြိုးစားမည်နံပါတ်31 လက်ဖက်ရည်ခွက်ထဲမှာအမြုပ်တွေရုပ်ရုပ်တဲတဲဖြစ်နေတာကိုကြည့်ပြီးအချို့သောသူများကိုကျွန်တော်ညီငွေပူသည်စစ်ကူတောင်းပြီးကျွန်တော်ကတော့သူရဲ့ကောင်မလုပ်ချင်းနံပါတ်30လောကကြီးသည်ပင်လေကြီးနဲ့တူပါသလားကျွန်တော်မြစ်လို့စီစဉ်သွားခြင်းသည်သို့သောကျွန်တော်တော်တော်မြည်သူများအချို့မကြံရည်စဲလိုပါမြစ်ချိုးအင်းတွေကိုကျွန်တော်မထားခဲ့ခြင်းမှာနံပါတ်33အခြားသူများကိုနားလေတိုင်ရန်ထက် ိုကိုကိုနားလဲရန်ခဲ့ဤကျွန်တော်ကို ကျွန်တော်မကြခနာပြောဘူးပါသည်မင်းပါကောင်းလဲနံပါတ်34လွဲအိတ်တလုံးဖြစ်လို့လေသူအတိုင်းမမတ်ချောင်းရင်မရကျွန်တော်ဒီဘာမှမရှိတော့လွဲအိတ်တလုံးဖြစ်ဘူးသည်ချက်မှန်ဖြစ်ချင်တော့စိတ်ကားမရှိနန်းရန်တန်ချိတ်တွင်တွဲလောင်းကြီးဖြစ်နေရသည်မှာမသက်သာလားနံပါတ်35အမှန်တရားခေါ်ရာကိုကျွန်တော်သွားမည်ကျွန်တော်စကြိုးမတက်ဘူးဆိုရင် နံပါတ်36လိုချင်တဲ့အရင်ပေးရမည်အိတ်ထဲတွင်ထည့်ထားမှအိတ်ကထုံ၍ရမည်တခုတော့ရှိပါသည်ကျွန်တော်လည်းနှင်ထည့်ထားသောအရာများဖြစ်၍ကျွန်တော်လည်းနှင်မဲပြန်ထုံလို့ရပါသည်နံပါတ်39ကျွန်တော်မှာနာမည်ရှိပါသည်ဖြစ်နိုင်ပြီဆိုရင်ထိုနာမည်ကိုကျွန်တော်ပြန်ရုပ်သိမ်းခြင်းပါသည်ဘာမည်မှမရှိရင်ပိုကောင်းမည်နံပါတ်38အသေးအတွက်နေထိုင်သူသည်အပွင့်အတွက်မဟုတ်ချေ ပန်းသီးပင်ရှိမှကျွန်တော်တွေ့ဝေစဉ်းစားနေပါသည်နံပါတ်39ကျွန်တော်သည်ကြောက်စိမ့်လိုတချွန်ချွန်မြည်ခြင်းသူမဟုတ်ကြောက်ခဲလိုတဝီဝီလိန်ခြင်းသည်လမ်းဖဲ့ပေးကြစေလိုသည်နံပါတ်40အရှိကိုသွားဘူး၏အနောက်ဖက်ရောက်သွားသည်ခဲလုံးကိုမိုးပေါ်ပြစ်တင်ဖူး၏ညီပေါ်ပြန်ချလာသည်ကျွန်တော်တယောက်တည်းအတဲလဲနေဘူးသည်ပြောင်းပြန်လဲဖြစ်ဘူးသည်နံပါတ်47 အခြေပြန့်ဆုံးသောနေရာသည်တောင်ချိုးများမရှိကျွန်တော်ဤကိုရင်ကိုရာတောင်ချိုးများသည်ကျွန်တော်မခြေပြန့်မှုကြောင့်ပဲဖြစ်ပါလိမ့်မည်နံပါတ်၄၁23သူရဲကောင်းတွေလည်းခါကုန်သွားသည်နံပါတ်၄၃မြပင်ကလေးများကြီးထွာလွန်းလင်းတစ်ပင်နီနီရှိမီလောဆရာမကကျွန်တော်ကိုဘာမှပြန်မပြောချင်နံပါတ်၄ပြေးပြရချင်းရှမ်းမြေနေရာကိုသူတည်ပါသည်ထို့ကြောင့် NDMC လည်းသူပြေးနိုင်သည် ရက်ချိန်တန်ရင်ရက်လိမ့်မည်ကျွန်တော်ကသူ့မိတ်ဆွေဖြစ်သောကြောင့်တောက်ရီတစ်ခွန်းနဲ့စောင်းနေသည်နံပါတ်45ကျွန်တော်မက်ခဲ့ဘူးသောအိမ်မတုံများလာပါပြီလူငယ်တယောက်တည်းလုံလောက်ပါပြီတော်ပါပြီ ကျွန်တော်ပြောတော့လေသူတို့မကြားကြအိမ်မက်များစွာလာမြဲလာသည်နံပါတ်46တခုပဲလောက်ပါမြင်လို့ရမလားယထာလို့ရမလားထို့သို့ပင် ကျွန်တော်မြင်ယထာကြီးကိုတွားမိဘူးသည်နံပါတ်49တိချင်း ပို၍တည်ခြင်း၏တို့တော်တိအောင်조사လေလေမတိလေလေဖြစ်သွားသည်နာဆွန်ထောင်ချီဟိုးဝေးစီမှာကျဲဂျုံမုတ်တန်တဲတဲကိုသာကြားရလေသည်နံပါတ်48ကျွန်တော်မှရှိသမျှအကုန်လုံးပျောက်ဆုံးသွားဘူး၏တရင်စာထဲမှာကြော်ညာမထည့်ဖြစ်ပါကျွန်တော်ငြင်းချမ်းသွားပါသည်ဘာမှမရှိသဖြင့်ဘာမှလုပ်စရာမလိုတော့နံပါတ်49ကျွန်တော်ငြင်းချမ်းခြင်းသည်ထိုးကြောင့်ပင်ကျွန်တော်မငြင်းချမ်းတော့ နံပါတ်50ကျွန်တော်မဟုတ်ဆိုးမဟုတ်ပါ လေးနေများကိုမထုံလို့ပါအချို့နေရာများတွင် ရှိကြသောပြင်မှန်များသည်ကျွန်တော်တို့မဟုတ်ကြပါနံပါတ်51ကျွန်တော်သည်ကျွန်တော်၏အရှင်သခင်ဖြစ်ပါသည် စိတ်ပြက်လက်ပြက်ခံစားရ၏ထိုဒသနာရဆိုရင် ကျွန်တော်သည်ကျွန်တော်၏ခြေကျုံဖြစ်နေသည်နံပါတ်52အလင်းရောင်သုံးခြင်းသည်အမြင်အာရုံကိုကြည်လင်စေသည် ကျွန်ုပ်ကို အလင်းပေးစေလိုပါသည် ရှင်းအောင်ထပ်ပြောပါမည်။အလင်းပေးစီလိုပါသည်။အပူမတိုက်ကြပါနှင့်။နံပါတ်53ဘဟုလမ်းမကြီးများကဖြောင်ဖြူးညီညာလာပါသည်။တချို့ကလမ်းသွဲ့ကိုမှကြိုက်ကြ၏။ကျွန်တော်တို့တွေတနည်းအားဖြင့်ကိုဦးတည်သွားခြင်းဖြစ်ပါသည်။သို့သောကျွန်တော်နှင့်ကျွန်တော်မိတ်ဆွေများတလန်းစီသွားခဲ့ကြပါသည်။နံပါတ်54ကျွန်တော်ကတယောက်တည်းနေတတ်ပါသည်။အထီးကျန်သည်ဟုမခံစားရပါ။ အေးမြတီပင်လင်းများလှပါပြီစီကားလှပါပြီနံပါတ်55လိုချင်သောခါကောက်ယူရည်မလိုချင်သောခါပြန်လွှင့်ပြရည်အစကတည်းကမယူခဲရင်အကောင်းသာအခုတော့အားနှစ်ခါကုန်ရသည်နံပါတ်56ကျွန်တော်ကိုဘသူချီနှောင်ခဲ့သည်မသိဘယ်တော့ကချီနှောင်ခဲ့သည်မသိကျွန်တော်မှဖြီးလိုက်ရတာခုတိုင်မလိုမြောက်သေးနံပါတ်59တာမန်လူပဲဖြစ်ခြင်းသည်နံပါတ်58 အစွန်းမရောက်အောင်တော့ကိုကိုကိုထိန်းနိုင်ပါပြီ။သူများအစွန်းနဲ့လွတ်အောင်တော့ကိုမနေတတ်သေး။ကောင်းခင်နဲ့မြေကြီးချာညံ့နေသောကောင်းလေးကိုဆွဲထုတ်ပေးကြပါ။နံပါတ်59ကျွန်တော်ကိုကျွန်တော်ဖွင့်ချထားပါသည်။ဘောင်းတစ်ခုထဲမှာပိတ်မချပါ။အကန့်အသတ်မဲ့သွားပါသည်။ထိုအကန့်အသတ်မဲ့မှုသည်ကျွန်တော်မျှော်လင့်သည့်အရာများအတွက်တော့တိကျမှုပဲဖြစ်ပါသည်။နံပါတ်60ကိုကိုကိုတိုင်းနဲ့ကာထားပြီးမှာ သူတပားကိုကြားနေရွေးရဲသူထိုလူနဲ့ကျွန်တော်လည်းမတူနံပါတ်63ကျွန်တော်ကိုယိုကျိုးနှိမ်ချစွာဆက်ဆံလာသူများရှိပါသည်ကျွန်တော်ကဘာကောင်းမှမဟုတ်၍သူတို့အရှုံးထွက်ကြလိမ့်မည်ထင်ပါသည်တခုတော့ရှိသည်အချို့လူများသည်လိုအင်တခုတည်းအတွက်နှိမ်ချခြင်းမဟုတ်တဘာဝတိုင်းနှိမ်ချခြင်းသာဖြစ်သည် သူတို့ကတော့မြန်လိမ့်မည်နံပါတ်62 မြည်သူကိုမစိုးမြည်သည့်အရာကိုမစိုးအပြစ်ရှာလင်းတွေ့နိုင်ပါသည်အဲ့ဒီခေကုံသွားပြီဟုကျွန်တော်နဲ့တငယ်ချင်းတို့ကရှယ်ပွဲဖွဲခဲ့ဘူး၏ကျွန်တော်တို့အပြစ်မရှာတော့ပါအဖြေကိုသာရှာပါတော့သည်နံပါတ်63ပညာရှိများသည်တေးဖွဲသောအရာများမှာပင် အခက်ခဲတွေကိုရှာတွေ့တတ်သည်ကျွန်တော်ကပညာရှိမဟုတ်ထို့ကြောင့်အခက်ခဲတွေကိုအသေးဖွဲဟုသဘောထား၏ခံရမှသိမယ်ဟုချစ်သူကပြောသည် ို့သောမခံစားရသေး၍မသိသည်ချစ်သူကိုရဲပြခဲ့သည်နံပါတ်64ကျွန်တော်ထမားထိုးရများလူချမီကိုကျွန်တော်ဆိုရင်စုပ်ကင်ထားရန်ညှင်းလိုက်ပြီးလူချမာကိုကြောက်စရာမလိုတော့နံပါတ်65ပြီးတာတွေပြီးပါစေဟုတမားတော်ကကျွန်တော်စိတ်ကိုကူ၏ဝေဒနာပျောက်သောအခါကျွန်တော်သူ့ကိုစေဖို့ဝါခါမပင် သူဒေါသထွက်သောအခါပြီးတာတွေပြီးပါစေဟု ကျွန်တော်ပြန်ဖြောင်းဖြားလိုက်၏ JB နံပါတ်66ခက်တီကကဘာမြေကြီးကိုကျွန်တော်ကြောင့်မလေးစီချင်းချင်းဖြစ်သည်လေထဲမှပြန်နေပေါ်ဟုညီမလေးကစာနောက်၏ခက်တီကလေရုကြီးကိုလည်းကျွန်တော်ကြောင့်မလေးစီချင်းကိုကိုကိုထဲသာပြန်ကျုံဝင်မိသည်နံပါတ်69ဘဝဆိုတာတိုက်ပွဲဟုလက်သီးလက်မောင်းတန်းက တချို့ကဆို၏ကိုစီကိုစီလက်နဲ့ရှာကြ၏ကျွန်တော်ကတော့ဘဝကိုဘာမှမဟုတ်ဟုပြောလိုက်၏ဘာကိုမှလည်းမရှား တစ်ခါတစ်ခါကျွန်တော်ဒီရေကျဲကျဲလှုပ်လေးရှိနံပါတ်68အချို့လူများကျွန်တော်ကိုရှိန်မှထိုင်အချို့လူများကျွန်တော်ကိုကြောတက်သွား၏၆ကမ်းပါကိုရောက်မှကြောက်အားနှင့်လှည့်ပြန်ကျွန်တော်နှင့်တပန်းလူချင်းလဲကြပြန်၏နံပါတ်69အောင်မြင်ကြပါစေသို့သောအောင်မြင်ခြင်းသည်ငြိမ်ချမ်းခြင်းမဟုတ်ခွန်လွတ်ခြင်းကသာငြိမ်ချမ်းခြင်းဖြစ်သည် အဖို့မပါလဲတယောက်တည်းယက်တည်မည်ခွန်လွတ်ခြင်းဖြင့်ငြိမ်ချမ်းမည် နံပါတ်80အင်းချီကိုကြောက်ပြားနဲ့ရိုက်လျှော်၏ကိုကိုကိုရောဘာနဲ့ရိုက်လျှော်ရမည်လဲနံပါတ်80မတိချင်မဘာကိုမှမတိချင်မဘာကိုမှမတိဘူးဆိုတာကိုလည်းပြန်မတိချင်မနံပါတ်80သူ့ကိုသူတော့ချက်လိမ့်မည်ချုံမိမ့်မကြီးကိုကြည့်ပြီးကျွန်တော်စဉ်းစားနေသည် သူ့ကိုသူချက်တာနေပင်သူတစ်ပါးကိုမုံရမည်လားတစုံတရာတော့မတရားဟုထင်မိသည် နံပါတ်83ကောင်းကင်ကွန်ရက်ကကြီးသည်ကွန်ပေါက်တွေလဲကျဲသည် သို့သောညီသည့်အရာများထွက်ကြမသွားထို့သောဖြင့်ဂျလိန်ကောက်ကွေပါသွားရပြီနံပါတ်84ကျွန်တော်မကြည့်ချင်သော ရောင်မများကိုထိုတစ်တာတုံးကြီးမှထုတ်လို့ဤတစ်တာတုံးများကိုမခုတ်ပါလေသမားဤလက်ကိုသာခုံရမည်ကျွန်တော်ဓာရီကိုထွေးရလေးပါဝီရန်နေမိသည်နံပါတ်85 ။တထင်းချင်းလက်ထဲမှာပြားစေးသည်လဲ။တရောင်းစားလက်ထဲမှာပြားစင်းနှင့်တံပိုးညီသည်။နံပါတ်86ကျွန်တော်စိုက်သောနှင်းစီပင်ကလေးသေးသွားပြီ။၆တွေ့သွားပြီ။ကျွန်တော်ကတော့ရှင်သန်ရအောင်မည်ဖြစ်၏။လောကကြီးမှာစိတ်ဆိုးရတ္တိရကြည်အောင်မည်။နံပါတ်89လောကသည် လေးကိုင်းပမာရှိ၏။ရုံးပင်ဆွဲယူခြင်းခံရသောအခါမြင်သောအကိုင်းကညှို့ဆင်းသွားသည်နှိမ်သောအပိုင်းကခုံမောက်သွားသည်နံပါတ်86 ဘဝမှာလေပြေကိုကြီးမျောလင်းစရာမလိုပါ မုံတိုင်းမှာလည်းအောက်ဆီဂျင်ပါလေသည်နံပါတ်89နိုးနိုးကြကြတော့မအိတ်ချင်ပါအိတ်မီအိတ်ပြောအောင်မအိတ်ပါတော့မီနံပါတ်80ကွက်လက်ကိုပဲယူပါမီတန်ချက်ကအရေးခွန်ကြီးကိုထားခဲ့ပြီနံပါတ်81မှန်သောစကားသည်အတန်ထွက်ချိုးသားခြင်းမရှိသို့သောမှန်သည့်အတိုင်းဝန်ခံခဲ့ပါမီတင့်အချိန်မှန်ပါသည်ကျွန်တော်သည် ဆုံးဖြူတကောင်ဖြစ်ပါသည်ဟုတ်ကဲ့ကျွန်မခုဖပြပေးသွားတာကတော့ဆရာကြီးတာယာမင်းဝေရဲ့ဆုံးကိုက်ခင်ရတဲ့တစ်သည်ဆိုတဲ့စာအုပ်ထဲကကျွန်တော်နဲ့အုတ်ကပြန်ပိုင်းဆိုင်များဆိုတဲ့ကောင်းစင်လေးပဲဖြစ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်